မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇာလန်လေးကတော့ခိုင်းစားခန့်ဝိညာဉ်ဆိုတဲ့တရိတံဝေကရစီရာပရာလောကဖြစ်ရမှန်ဇာလန်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ နားဆင်ခံစားပေးကြပါအောင်ခင်ဗျာဒီဇာလန်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးသူများ subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်ဇာလန်အတွေ့အကြုံတိုင်းသိရအောင်လေဘေးနားက notification ခေါင်းလေးကို နှိပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာစူလက်ဌာနီဗန်တောင်မြို့တွင် ဖြစ်လေတဲ့ထိုမြို့ကလေးကထိုင်းနိုင်ငံမြို့ထဲမှာရှိသောမြို့ပင်ဖြစ်လေတဲ့ကိုနိုင်ငံတွင်လှုပ်ရှားပါကရပါလျက်နဲ့ကိုနိုင်ငံတွင်လှုပ်မစားပဲတိုင်းတစ်ပါးတို့တွားရောက်လောက်ကင်နေရခြင်းမှာကိုနိုင်ငံလှုပ်အားကားနဲ့ရှင်းလျင်တပါးတို့ရဲ့နိုင်ငံရဲ့ဝင်ငွေကအစာပေါင်းများစွာတာနေသောကြောင့်ဖြစ်လေတဲ့ ူတစ်ပါးနိုင်ငံတွားရောက်လောက်ကိုင်းနေသူများယခုဆိုလျင်မရေမတွားနိုင်အောင်များပြားနေပြီဖြစ်လေတဲ့စားဝတ်နေရေးခက်ခဲမှုတန်းမခံနိုင်ကြတော့ဓာစာများများရရင်ပြီးရောမိသားစုအဆင်ပြေပြေနေရရင်ပြီးရောပဝန်းကျင်နဲ့နေသည့်အခါမျက်နှာမငယ်ရရင်ပြီးရောဆိုပြီးကိုမိသားစုအဆင်ပြေပြေနေရဖို့အရေးမိမိအသက်ကိုပင်ပဓာနာမထားနိုင်ပေအရေးဆုံးကတွားရောက်လောက်ကိုင်းသူများလဲဒူးနဲ့ဒေးပါပဲ။ ထို့သောသွားရောက်လောက်ကင်ခဲ့သူများတဲ့ကရင်းနေစရာမင်းကလေးတယောက်အကြောင်းကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာပဇွန်ဆက်ယုံကြီးတခုတွင်မြမလူမျိုးနှင့်ထိုင်းလူမျိုးများယောက်ျားမိန်းမမယွေစူပောင်းလောက်ကင်နေသောနေရာလေးထို့ထဲတွင်မြမအလုသမားလုံးသက်အကြဆုံးအန်တီဒေါ်များတယောက်လည်းအပါအဝင်ဖြစ်လေတဲ့ဒေါ်များကအဲ့ဒီဆက်ယုံမှာလုံးသက်အကြီးဆုံးနေ့အကြဆုံးဖြစ်လေတဲ့အခြားမိန်းကလေးတွေ ယောက်ျားလေးတွေလည်းရှိပါသေးတယ်။နနတ်ဆို အလုတ်ဝင်ညနေဆို အလုတ်သိမ်းနှင့်အိုဒီရှိလျင်ဆက်ရွယ်အလုတ်ဆင်းကအလုတ်ဝင်လာကြသည်မှရမလာ လာမနှစ်တို့ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီဆက်ယုံတွင်တမနတ်မစပယ်ဖြူဆိုသည့်မိန်ကလေးတူလုပ်ငန်းခွင်သို့ဝင်ရန်ရေကန်တစ်ခုစီသို့လာခဲ့လေတဲ့။ထို့သောလာရခြင်းမှာအလုတ်သမားများအလုတ်ယုံထဲမဝင်ခင်ခြေဆဲပြီးမှဝင်ခွင့်ရှိသည့်အတွက်မဇဘေဗျူခြေဆဲရန ရေကန်ရှိရာသို့လာခဲ့ခြင်းဖြစ်လေတဲ့သူမခြေလက်ဆေးချော်ပြီးပြားလာခြေချော်သွားခဲ့ပါတယ်။ဇပဲပြူအချိန်ပြင်းစွာလဲကျသွားခဲ့လေတဲ့အချိန်ပြင်းသည့်အတွက်ဇပဲပြူတတိပါလစ်သွားခဲ့ပါတော့တယ်။ဇပဲတတိလေးလဲကျသွားတော့သူမအမျိုးသားပါအနာမရှိနေ၍ဇပဲပြူရုတ်တရက်တတိလေးလဲကျသွားသွားခြင်းလျင်မြန်စွာပွင့်ချီ၍အခန်းသို့ခေါ်သွားခဲ့လေတဲ့ရေကန်သားရှိသောလူများလည်း စိုးရင်၍လိုက်လာခဲကြပါတည်းအခန့်ရောက်တော့ဇပဲဖြူတတိရလာခဲလေတဲ့သူတတိရလာတော့ပြူးကြောင်ကြောင်နဲ့ရုတ်တရက်ထထိုင်လာခဲလေတဲ့အချိန်တော်ကြတဲ့အထိဘာစကားမှမပြောဘဲခေါင်းကြီးငုံပြီးထိုင်နေခဲ့ပါတည်းဇပင်တွေကလည်းဝင်းညင်တကောင်ကောင်ဝင်းရောက်ပူးကတ်တလို့ဖွာလန်ကျဲနေခဲလေတဲ့ဒေါ်မြမတ်စပယ်ဖြူကိုတတ်တာမှုရှိမရှိ ခေါင်းပုတ်ပြီးမေးလိုက်ပါတယ်ဇပယ်ဖြူအဆင်ပြေလား ဘာဖြစ်သွားသေးလဲငါအသားကိုလာမထီနဲ့ငါကစပယ်ပြူမဟုတ်ဘူးစပယ်ပြူခြေချော်ပြီးကြောင်သွားပြီလားမသိဥကောင်းမြထိသွားသလားခေါင်းထိပြီးကြောင်သွားပြီလားပေါ့ဒေါ်မြခိတ္တစဉ်းစားဟန်ပြုနေလေတဲ့ဘေးနာရှိသူတို့ကိုအော်ဟောက်နေသည်ဆိုတော့ဟဲ့စပယ်ရေကမ်းမှာခြေချော်တတိလေးလဲကြသွားလို့တက်တာလားလာမေးတာညီဘာဖြစ်နေတာလဲငါစပယ်ပြူမဟုတ်ဘူးလို့ပြောနေတယ်လေ ညီချော်လဲပြီးအတိတ်မေ့သွားပြီလားညီဘာဖြစ်နေလဲငါတို့မေးတာဖြေအောင်လေဦးကြောင်ကြောင်လုံးမနေနဲ့ပြောရင်းဆိုရင်ဇပယ်ဖြူတယောက်မျက်နှာကြီးနီးရဲကစားတော့ဝါတော့မတက်ဒေါ်များဖက်လှဲ့လာလိတဲ့အဲ့ဒီနောက်ဇပယ်မျက်နှာကပရဲမတကောင်အလားကြောက်စရာကြီးအတွင် ဖြစ်လာခဲ့ပါတဲ့ငါဇပယ်ဖြူမဟုတ်ဘူးလို့ပြောနေတယ်လေနင်တို့နားမလဲထားလားဟမ်ထပ်ပြောလိုက်မယ်ငါဇပယ်ဖြူမဟုတ်ဘူး ဟင်ဒါဆိုညီကဘာတူလဲငါကဝဝေမလကဘေးမှာနေတယ်ဘာညီနဲ့မိကဝဝေဟုတ်လားဒါဆိုညီကစပယ်ဖြူကိုတဲ့ဝင်ပုကတ်နေတဲ့ဝိညာဉ်တကောင်ပေါ့ဘာကြောင့်သူတပားကိုဒုက္ခပေးရတာလဲအဲ့အပင်မှာနေနေတာရောဘာအဆွဲကြောင့်လဲဘူးထိမကျွတ်လို့သေးဘူးလားပြီးတော့ရောညီကဘလို့ကြောင့်တေသွားခဲ့တာလဲဒေါ်များတို့ကိုပြောပြပေးလို့ရနိုင်မလားဘာလို့ဒေါ်များက ျမအကြောင်းသိချင်ရတာလေ။ဩဒေါ်မားကညီမလေးဝဝေသေတာတော့မကြွသေးပဲဖြစ်နေလို့လေ။ဒေါ်မားတို့ကုညီနိုင်တာရှိရင်ကုညီပေးလို့ရအောင်လို့ပါ။အဲ့ဒါကြောင့်ဒေါ်မားညီမလေးဝဝေကို မေးတာပါ။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒေါ်မားတို့ကုညီနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့ကျမဝိညာဉ်ကို ပလင်းထဲမှာချုပ်ထားပြီးခိုင်းစားနေလို့ပဲ။ဟမ်ဘလို့ဘလို့ညီမကိုချုံနောင်ထားပြီး ခိုင်းစားနေတယ်ဟုတ်လားသူကဘာသူလဲနေပါအောင်ညမကို သူတို့ဘလို့ကြောင့်တက်ပြလိုက်တာလဲတက်ပြရလာအောင်ဘာတွေများဖြစ်ခဲ့လို့လဲညမဝဝေဒေါ်များကိုပြောပြပါအောင်ကြားရတာစိတ်မကောင်းလိုက်တာညမကိုဆက်ယုံကမနေဂျာနဲ့သူ့တငယ်ချင်းတွေနဲ့ပေါင်းပြီးစော်ကားတက်လို့တေးခဲရတာပါသူတို့နဲ့ဘာရညိုးရန်စားမှမရှိခဲ့ပါဘူးဝဝေသူဘွားကိုပြောပြရင်ရှာကြီးတကင်ငိုက ူမစကားဆက်ပြောလိုက်ပါတယ်တကယ်တော့လေဘိုးဝေကဆက်ယုံမှာအလုလာလုတဲ့ဆိုပေမဲ့ဘိုးဝေမှာယောက်ျားနဲ့ကလေးတွေရှိပါတယ်သူတို့ကိုထားခဲ့ပြီးအလုလာလုခဲ့တာပါ တနေ့ဘိုးဝေအသေးဆုံးနဲ့တရားမဲ့နေရောက်လာခဲ့တဲ့ဆိုပါတော့ဘိုးဝေအလုလုလို့ရသည့်ပတ်စံကိုမြန်မာပြည်ပြန်ပေးလို့မရှိပါဘူးယာပွဲစားတွေကိုမယုံရလို့ပါဘိုးဝေကသိခဲ့တာကြပါပြီဂူးဆက်ယုံပိုင်ရှင်ကပြောင်းသွားပြီလေ အရင်တထေးမဟုတ်တော့ဘူးအရင်တထေးလက်ထက်ကလေးကဝဝေတည်ခဲ့တာပါဝဝေအရင်တထေးလက်ထက်က အလုံစင်းရင်ရလာတွေကြားလာတော့မနေဂျာတွေနဲ့ရောအလုံသမားတွေနဲ့ပါရင်းနှီးမှုရလာခဲ့တယ်အထူးသဖြင့်မနေဂျာနဲ့ရင်းနှီးမှုရရှိလာတော့ခင်ခင်မင်မင်စကားတွေပြောပြခဲ့တယ်သူနှုတ်ဆက်လျင် ပြန်နှုတ်ဆက်တယ်ဒီလိုနဲ့တရင်တနီဆက်ဆံလာခဲ့တယ်ဝဝေဘက်ကတကယ်စိတ်ရင်းမှန်တဲ့အကိုလိုတငယ်ချင်းလို့ ဆက်ရလို့ပြန်ခင်ခဲ့တယ်။တနေ့တော့ဝဝေအပြင်ဖြားတယ်လို့ဖြစ်လို့အလုံးမစင်ပဲအလုံးနာခဲ့တယ်။အိမ်ခန်းမှာပဲအိတ်နေခဲ့တယ်။တနေ့မနေဂျာနဲ့အခြားယောက်ျားလေးတစုဝဝေစီရောက်လာခဲ့တယ်။ဝဝေနေမကောင်းဖြစ်လို့သတင်းလာမိကြတဲ့ထင်ပါရဲ့သူတို့ကတကားခောက်ပြီးဝဝေနမီခေါ်ကြတယ်။ဝဝေလည်းကို့မနေဂျာလာတယ်ဆိုတော့ဝမ်းတာအာရတကားဖွင့်ပေးခဲ့တယ်။ဝဝေတကားဖွင့်ပြီးခဏအကြာ အခန်းတကားကို ဘုံကလေးမြီအောင်ပြန်ပိတ်လိုက်ကြတဲ့တကားချက်ပါထို့ကသူတို့ရဲ့မျက်လုံးများကချက်ချင်းဆက်ရိုင်းဝင်သလိုဖြစ်ကသူတို့ရဲ့ပုံပန်းတံတန်းတွေဟာရုပ်ချင်းပြောင်းလဲလာခဲ့တယ်လူရိုင်းလူစိုးတွေလိုပေါ့နောက်တော့ဝဝေးကိုကိုချုံအောင်ပြီးအနူချန်စီတဖြည်းဖြည်းရုပ်တွေကခတ်ထန်ဝဝေးကိုကိုချုံအောင်ထားရင်သူတို့အဖွဲရိုက်ကြတယ်နှိမ့်ဆက်ကြတယ်တကယ်ပစ္စည်းလူလူရန်ကားတွေလိုလောက်ခါပတ်စံနဲ့ရွှေတွေကိုတောင်းတယ်ဝဝေးဆုထားသည့်ရွှေတွေ က်ဆံတွေတောင်းတော့အဲ့ဒီမှာဘဝေချွေးနှဲစာနဲ့ဆုထားသည့်ပက်ဆံတွေမပေးကျင်တော့မပြောပြခဲ့ဘူးဘဝေသူတို့ကိုကြည့်ပြီးကြောက်လဲကြောက်လာခဲ့တယ်ဘဝေဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေခဲ့တယ်လူကဖျားနေသည့်အချိန်ကြောင့်ထွက်ပြေးလွတ်မြောက်ဖို့ဇိုတင်းကြီးရုံးကန်နေပေမဲ့လေဘဝေရုံးကန်မှုက အချင်းအနှီးသာဖြစ်ခဲ့ရတယ်ထွက်ပြေးလွတ်မြောက်ဖို့အစွမ်းကုန်စူးစမ်းနေပေမဲ့အာရင်ကမရှိငိုလဲငိုကုကယ်ရမဲ့ဖြစ်နေပြီး ကိုကကြောက်အားကြီးရင်သူတို့လှောက်ရှားနေတာကိုပဲဝမ်းနည်းစွာ ကြည်နေခဲ့ရတယ်သူတို့ကသူတို့လိုချင်တာတွေရှာနေကြတယ်နောက်တော့သူတို့တွေ့သွားတယ်လွတ်ပြစ်ထားသည့်အထုတ်တွေရဲ့ပစ္စည်းတွေပွားစားကျဲနေပြီးမှုန်နောက်ရှာတာလဲရားเสียမရှိတော့ဘူးလိုချင်တာလဲတွေ့သွားပြီးဒါတင်အားမရဘူးသူတို့တွေနှမချင်းမဆာမနာနှာအကြည့်တွေနဲ့ကြည်ကဝဝေကိုတာမယာပြုတ်ကျင်းကြတယ်သူတို့ပြုတ်ကျင်းလို့အားရတော့ ဘဝေးကိုမာကြောသောအရာတစ်ခုနဲ့ထုတတ်ကြတယ်။သူတို့ထုတတ်လိုက်သည့်အတော့ကြောင့်ဘဝေးသတိလစ်သွားခဲ့တယ်။ဒါကိုဘဝေးသေးပြီးအထင်နဲ့ရေတွင်တစ်ခုတည်းကြိုးတုတ်ခါပြစ်ချခဲ့တယ်။နောက်သေသွားပြီးရင်အလောင်းပေါ်မြည်ဆို၍ခြေထောက်မှာခဲပါဆွဲပေးထားခဲ့တယ်။ရေပေါ်ပေါ်မလာအောင်ပေါ့ရေပေါ်ပေါ်လာရင်သူတို့အလုံးလူသက်အလောင်းဖြောင်းမှုနဲ့ထောင်ထဲရောက်မြည်ဆိုသောကြောင့်ယခုလိုလူမဆန်စွာ ုပ်လိုက်ကြခြင်းဖြစ်မည်ထင်ပါတယ်။ဒါနဲ့ဘဝေဘဲအချိန်ထိသတိမေ့နေမှမသိပါဘူး။ဘဝေသတိရလာတော့ဘဝေရေတွင်းထဲမှာကျိုးလက်ပြန်တောက်ရတာဖြစ်နေတယ်။ဘဝေရေပေါ်တက်ပေမဲ့ခြေထောက်ခဲဆွဲထားသည့်အတွက်ကြောင့်ဘလို့မှတက်လို့မရဖြစ်နေခဲ့ရတယ်။ဘဝေရေထဲမှာပဲရေမုန်းပြီးသေပွဲဝင်ခဲ့ရတယ်။ဘဝေရဲ့ဘဝအဆုံးသတ်မလှခဲ့ဘူးလေ။အဲ့ဒီအချိန်ကလေးကဘဝေမကြုံမလို့ခဲ့ဘူး။ဘဝေရေတွင်းထဲမှာပဲ ေနေရတယ်။ဒေါ်မြဖြစ်စိတ်မကောင်းလိုက်တာဝဝေးအဖြစ်ကတနာစရာပါ။ဒါနဲ့ဝဝေးတက်တဲ့သူတွေကိုမှတ်မိသေးလား။သူတို့ဒီဆက်ရုံမှာရှိနေကြသေးလား။ရှိပါတယ်။ဘလို့ရှိတယ်ဟုတ်လား။ဘသူတွေလဲဘလို့ပုံတရံလဲကွယ်။သူကပစ္စည်းတဲ့ပိုသည့်အလုံးလုံးနေတာပါ ကားရိုက်ပါပေါ့ဒီဆက်ယုံတဲမှာကြကြနေလေးမရှိတော့ပြားလို့မရဘူးကားမောင်းနေတော့ဆက်ယုံတဲ့ကြကြနေမရဘူးလေ သူက ဝဝေးဝိညာဉ်ကို ပလင်းထဲထည့်ထားပြီးခိုင်းစားထားတယ်ပြီးတော့ဝဝေးကိုလွတ်မြောက်အောင်လှုပ်ပေဖို့လွယ်မီမထင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီပလင်းကသူ့လယ်ပင်မှာအမြဲမချွတ်တမ်းဆွဲထားတာမရိုင်းလိုက်တာတက်လို့မှအာမရဝိညာဉ်ကိုပါချုပ်ပြီးခိုင်းစားနေတယ်ဒေါ်မြဖုံးချောင်းတစ်ခုမှညမလေးဝဝေးအတွက်ကုသိုလ်ပြုအမြအတန်ပေးဝေပါမယ်အဲ့ခါကျရင်ညမလေးဝဝေး တာရုအနုမောဒနာလားခေါ်နော်ဟုတ်ကဲ့ဘဝေအမြလာယူပါမယ်ဘဝေတွားရတော့မယ်အဲ့ဒီလိုပြောပြီးထွက်သွားခဲ့ပါတယ်ဝင်းကြီးမှလည်းဘဝေထွက်သွားတော့စပယ်ဖြူလဲကျသွားခဲ့ပါတယ်သူလဲကျသွားတော့စပယ်ဖြူကိုတတိယအောင်လှုပ်ယူပြီးခဏအကြာမှ အလောက်ယုံတို့ဒေါ်များတို့ဝင်ခဲ့ကြပါတယ်ဒါပေမဲ့ဝင်းကြီးမလေးကိုတော့တနေ့နေ့မှကုသိုလ်ပြုပြီးဖုန်ကြီးပြင်အမြအတန်းဝေပေးဖို့ ရည်ရွယ်ထားလိုက်ကြပါတော့တယ်။ဇပယ်ဖြူတယောက်မျက်နှာအောင့်ငုံပြီးရေခံဘေးမှရက်နေပါတယ်။သူမကြည့်ရတာဘာစဉ်းစားနေသည်မသိငိမ့်သက်စွာရက်နေလိမ့်တယ်။ဒါကိုလင်းဖြစ်သူကအဝေးကနေအကဲခန့်နေပါတယ်။အချိန်ကညနေနေဝီတယောက်အချိန်လေးဖြစ်ပါတယ်။အများသူကလည်းရေချိုးအဝတ်လျှော်နေကြပါတယ်။စကားသံများကရောက်တဲ့ရရာတွေပြောနေကြသည်ပေါ့ ဟဲ့ဟဲ့စပယ်ဖြူဘယ်သွားမလို့လဲဟဲ့စပယ်ဖြူဘယ်သွားမလို့လဲဟဲ့လောက်ကြပါဦးစပယ်ဖြူတရဲလွန်၆တီဟုနမ်မြကြီးသည့်ရေကန်ကြီးစီပြေးသွားပြီထိုအထဲကမိမတအူအော်မှအားလုံးတတိဝင်လာချလိတဲ့စပယ်ဖြူကရေကန်ထဲဆင်းနေတာတကောလုံးတောင်မြုပ်လူနီးပါဖြစ်နေပြီ စပယ်ဖြူပါဇက်ကလည်းပွားစီပွားစီပြောရင်းရေကန်ထဲဆင်းနေပါတဲ့ထိုတော့မှယောက်ျားလေး၄-၅ယောက်လောက် ရေကန်ကြီးစီပြေးစင်းချရင်စပယ်ဖြူကိုဝိုင်းဆွဲထားကြလေတဲ့ယောက်ျားအတန်မာကြီးတွေဆွဲတာကို စပယ်ဖြူမဖြုံပါရေထဲပဲဆင်းပြေးရန် အတင်းယုံနေပါတော့တဲ့ယောက်ျားလေးငါရောက်ဝိုင်းဆွဲတာကိုစပယ်ဖြူအားကတန်မာနေတော့ယောက်ျားလေးတွေမနိုင်ကြပါလွတ်လွတ်ထွက်နေပါတော့တဲ့ဒီလိုယုံနေသည်ကြာကမနေရအောင်ဆွဲခေါ်ခဲရလေတဲ့သွေယိုတာယုံမဖြစ်နိုင်မှန်သိတော့စပယ်ဖြူကိုဇွတ်တင်ဆွဲခေါ်လာပြီး ပရဲရည်နဲ့ပပြန်ချလိုက်တဲ့ထိုတော့မှ စပယ်ဖြူအသီးစိတ်ဝင်လာခဲ့ပါတယ်သူ့ကိုမေးတော့သူလည်းဘာမှမသိကြောင်းပြန်ပြောပါတယ်သူတို့ထင်တာတော့တရဲမဝဝေဟာရေနဲ့တေလို့သူဟာစပယ်ဖြူကို ဝင်ပူပြီးရေထဲဆွဲခေါ်တာပဲဖြစ်လိမ့်မယ်အလားတူပဲအခြားသူများကိုလည်းတရဲ၆တော်ရေကန်ကြီးတဲ့ဆွဲခေါ်ခဲ့ဘူးသူများလည်းချီးခဲ့သည့်အတွက်ဒီလိုတက်အပ်ပြောနိုင်ခြင်းပင်ဖြစ်ပါတယ် ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးဟဲ့တခုခုတော့လုံးမှာ ဖြစ်တော့မယ်ကြာရင်စပယ်ဖြူအတွက်မကောင်းဘူးဆက်ယုံတဲ့ကအလုတ်သမားဘာသာတူတငယ်ချင်းများကိုစပယ်ဖြူအမျိုးသားကပြောလိုက်ပါတယ်ဒါဆိုဝဝဲဝိညာဉ်လေးဘဝကူးကောင်းအောင်ဖုံကြည့်ပင်လူပွဲဝတ္ထုကပ်ပြီးကျွတ်လို့သွားအောင်လုပ်ရင်မကောင်းဘူးလားကောင်းတာပေါ့ဗျကျုပ်တို့အလုတ်သမားတွေအလှငွေစုပြီးကုသိုလ်ပြုကြမယ်လေဒါဆို ျွန်တော်တို့အားလုံးလည်းအဆင်ပြေမယ်။တရေမဝဝေလည်းကျွတ်လွန်မယ်။ကုသိုလ်လည်းရဝမ်းလည်းဝမယ်။ဒါဆိုအလူငွေစူးကြမယ်ပြို့။တငယ်ချင်းတွေတရေမလေးဝဝေအတွက်ကုသိုလ်ပြုဖြစ်ကြတော့မယ်လေ။ဗမာဖုံးအကြောင်းတို့တငယ်ချင်းတစုဝဝေအတွက်ကုသိုလ်ပြု အမြဝေဖို့ပြင်ဆင်နေကြလေတဲ့။တရေမလေးဝဝေကိုလည်းတရားပွဲဆကန်ဒီဖုံးဖုံးကတရားလာနာဖို့ဖိတ်ခေါ်လိုက်ပါတယ်။တရားပွဲအပြီးမှာတော့ ဝဝေးအတွက်ပြုပေးသည့်ကုသိုလ်အစုစုကြောင့်ဝဝေးဝိညာဉ်လေးကျွလို့သွားပြီးကောင်းရဘုံဘဝသို့ရောက်ရှိသွားလိမ့်မယ်လို့အားလုံးမျှော်လင့်မိကြပါတဲ့နောက်တနေ့တွင်လေဝဝေးဝိညာဉ်က၆လန့်နေတော့သူ့ဝိညာဉ်ကဆက်ယုံတဲ့ကမလကဘင်မှာလဲနေသေးတယ်ထိုမလကဘင်ကသွားသူတိုင်းကိုလည်း၆လန့်တက်သည့်အတွက်ထိုမလကဘင်ကလည်းမသွားဝင်ကြအတီးတီးလာရင်လည်းမခုရဲကြပါရှောင်းကွင်းသွားကြပါတဲ့ ကုတော်ပြုအမြပေးဝေပါလျက်မကြုံးမလို့ဖြစ်နေပါတယ်ဝိညာဉ်မာလီတေခဲသည့်ရေတွင်အနာတဝိုက်တွင်လဲဘဝဲလိုမျိုးအလားတူအသက်ခံခဲ့သူတွေအများအပြားရှိနေသည်ဟုဘဝဲကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်ဘဝဲပြောပြချက်အရာ သူမှပြောတာမှန်ကန်မှုရှိမရှိသိလို့၍ရေတွင်ပြတ်နာတဝိုက်တွားရောက်ရှာဖွေတူးဖို့ကြည့်သည့်အခါဒူသေးများရဲ့အယိုးစုများကို တွေးရှိခဲ့ရပါသေးတယ်ဘဝဲရဲ့အယိုးစုကတော့ရေတွင်ရဲ့အောက်ဆုံးပိုင်းမှာ အမှန်တကယ်တွေးရှိခဲ့သည့်အတွက်ဝဝေးအတွက်လည်းအမှန်တကယ်စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ဝဝေးအတွက်ကုသိုလ်ပြုအများဝေပေးပေမဲ့အခြားဝိညာဉ်တွေသာ ကျွတ်လွတ်သွားပြီးဝိညာဉ်မာလေးဝဝေးကတော့မကျွတ်လွတ်နိုင်သေးပေယခုအချိန်ထိခိုင်းစားခံရသေးကြောင်းအိမ်မက်တွင်လာရောက်ပြောသွားချက်အရာသိရှိခဲ့ရပါတယ်။ဆိုင်ယုံကအလौဒမအချို့ဝိညာဉ်မာလေးဝဝေးအတွက်ကုသိုလ်ပြုပေးခဲ့ကြပေမဲ့ဝဝေးဝိညာဉ်လေး မကျွလို့သေးပဲရှိနေခဲ့ပါတဲ့။ချွေမြန်မာတို့သူတစ်ပါးရဲ့နိုင်ငံတွင် မလွဲသာမရှောင်သာအလုံးလုံးနေခဲ့ရသည်ရှိတော်သတိအမြဲရှိနိုင်ကြပါစေ။သတိဆိုတာပိုသည်မရှိပါဘူး။သတိလေးသာအမြဲထားနိုင်ကြပါစေ။ဒီဇလန်းလေးကထိုင်းနိုင်ငံမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။တပါးတို့နိုင်ငံမှာသားနဲ့ယောက်ျားကိုခွဲပြီးအလုံးလုံးရင်တည်ခဲ့ရတော့တရေမလေးဝဝေလေဝွကျွေးပါရင် ဒီဘဝဒီများနဲ့သာကြေပါစေ။သူမရဲ့ဘဝလေးဘယ်အတိုင်းတာတစ်ခုထိခိုင်းစားခံရအောင်မလဲမသိရပါပဲ။ဆူတောင်းပေးခြင်းတာကတော့ခိုင်းစားခံဝိညာဉ်ဘဝမှာအမြန်ဆုံးကျွတ်လုပါစေ။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။